ကဲကစားခဲ့ဘူးသမားကစားသမားတွေတဲ့သူကိုနားလဲဆောင်ကစားမကိုပြောပြလိုက်တဲ့စိတ်ကြီးမက်စီပရိသတ်များလုံးမဲ့မိလာများ24 sport ကနေပြန်လဲကြိုလိုက်ပါရင်ကျွန်တော်ရဲ့ဘွားမှာတကယ်ချင်းကောင်းလေးတွေကိုစီရှိတဲ့ကြပါရင်ကောဘယ်ရဲ့ဘယ်ဒေတာမှာရောက်နေတည်ဖြစ်စေဘာလုံးနေတည်ဖြစ်စေကိုကိုနားလဲပေးနိုင်တဲ့ရင်ဖွင့်လို့ရတဲ့တကယ်ချင်းကောင်းရှိတဲ့ကြတော့ပါတကယ်ချင်းကောင်းတယောက်ကိုပိုင်ဆိုင်ခွင့်ရတာဟာကြီးစွာသောဆုလိုက်တစ်ခုပါပဲတကယ်ချင်းကောင်းရှိခြင်းဟာကိုယ့်ရဲ့နေအစဉ်ဘဝကိုဖျက်ဆီးဖို့နဲ့အောင်မြင်မှုရဖို့အတွက်များစွာအထောက်အကူဖြစ်စေပါတယ် ဘောလုံးသမားရဲ့ထာဝရအကောင့်စုံကစားမကြီးလျော်နေမဲစီမှာလည်းဒီလိုမျိုးတငယ်ချင်းတွေရှိပါတယ်။မက်ဆီခုလိုမျိုးဒေဒီကျဲအောင်မြင်ကြောကြားပြီးကစားမဘွားမှာထုတ်ခဲ့တဲ့အောင်မြင်မှုတွေရခဲ့တာဟာသူ့ကိုနားလဲကိုငြိပေးတဲ့အသိပေါ်အကောင့်တွေရှိလို့လို့ဆိုရမှာပါ။မက်ဆီနဲ့တွဲကစားခဲ့မှုတွေတွေဟာမက်ဆီနဲ့ပတ်သက်လာရင်အများရန်ချီးကျူးစကားတွေပြောတတ်ကြပါတယ်။မက်ဆီကအခုခါမှာတော့သူ့ရဲ့ကစားမဘွားမှာအတူတကွတွဲကစားခဲ့မှုတွေအသိပေါ်တွေတဲ့သူနဲ့ပတ်သက်လာရင်နားလဲဆုံးတဲ့ချက်ဆိုနှစ်ခွက်ကမီးတောက်တဲ့ကစားသမားကဘယ်သူလဲဆိုတာပြောပြလာခဲ့ပြီဖြစ်ပါတယ်။ မက်ဆီဟာကစားမဖွာဒန်နီယယ်အဲဗန်နဲ့ဆိုရင်အတော်လေးကိုရင်းနှီးခဲ့တာပါအဲဗန်ဟာနောက်ခံအဆုံလို့ဖြစ်ပေမဲ့မက်ဆီသွင်းယူခဲ့တဲ့ဂိုးတွေကိုအများဆုံးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါရင်နောက်ထပ်မက်ဆီနဲ့အတွဲညီသူတွေအပြင်တိကျတာကဇာဗီနဲ့အင်နီစာလို့ပါမက်ဆီကဒီကစားသမားတွေနဲ့အတူရှန်းရှန်းတောက်အောင်မြင်ခဲ့တာပါ MSN ခင်းပါလဲဆွာရက်နေမာတို့ဟာမက်ဆီနဲ့အတွဲညီခဲ့တဲ့သူတွေဖြစ်ပါရင်တူကိုတူအင်မတန်ခင်ခဲ့ကြပြီးအခုထိလည်းတငယ်ချင်းကောင်းနေဖြစ်နေသေးပါပဲ ဒီလိုမျိုးကစားမားတွေမြောင်များစွာရှိပေမဲ့မက်ဆီရွေးချယ်ခဲ့တဲ့သူ့အပေါ်နားလည်မှုအရှိန်ဆုံးကစားမားကတော့သူတို့တွေတူးမှာမဟုတ်ပါဘူးမက်ဆီအတွက်ချက်ဆိုငွက်ကမီတောက်ခဲ့တဲ့ကစားမားကတော့ဂျော်ဒီအေဘာပါအေဘာဟာသူ့အတွက်နားလည်မှုအရှိန်ဆုံးအသင်းပေါ်ဖြစ်ကြောင်းကိုမက်ဆီကကယ်တနညာရေဒီယိုနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာကျွန်တော်ကိုနားလည်ဆုံးအသင်းပေါ်ကဂျော်ဒီအေဘာကဒီခါလေးကျွန်တော်လူမကြည့်ပဲပြင်မယ်ဆိုရင်တော့သူကကျွန်တော်ဘာလုပ်မလဲဆိုတာသိပါရင်သူနဲ့ကျွန်တော်ကြားမှာထူးဆန်းတဲ့ဆက်သွယ်မှုရှိပါတယ်လို့ပြောခဲ့တာပါမက်ဆီနဲ့အေဘာဟာဘာစီလိုနာကစားမဘွားမှာအင်မတန်အတွင်းညီခဲ့ကြလို့တွေပါမက်ဆီဟာ ကစားမဘွားမှာဘာစီလိုနာအတွက်စစ်စုပေါင်း682ကိုသွင်းယူပေးနိုင်ခဲ့ပြီးဒီထဲမှာ23ကိုတော့အေဘာကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။အေဘာဟာမက်ဆီသွင်းယူမဲ့သွင်းကိုဖန်တီးပေးမှုအများဆုံးကစားမစင်းမှာအဆင့်9နေရာမှာရှိနေတယ်လို့ဖြစ်ပါတယ်။မက်ဆီကကစားမဘွားမှာလမ်းလျှောက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒါပေမဲ့အခြေသူပါအကွင်းအတွင်းပြေးလို့မနေပဲဘောလုံးမရချင်းလမ်းလျှောက်နေရတဲ့အပေါ်မှာတော့မက်ဆီကအင်တာဗျူးတစ်ခုမှာအခုလိုဖြေခဲ့မှုပါတယ်။ ကျွန်တော်ပွဲထဲမှာလမ်းလျှောက်နေတယ်ဆိုတာကျွန်တော်ပြန်မဲ့ရဲ့နေရာယူပုံတွေကိုလေ့လာနေတာပေါ့သူတို့ဘလို့ရက်နေလဲဆိုတာပေါ့ပြန်မဲ့ကတိုက်စစ်စင်နေရင်လဲသူတို့ခံစစ်ဘလို့အလုံးလဲဆိုတာလေ့လာပါတယ်ဒါမှသာကျွန်တော်တို့ပြန်တိုက်စစ်စင်တဲ့အခါကြော်ဖြတ်နိုင်မှာပါဆိုပြီးပြောခဲ့ကဘာစီလိုနာကစားမဘွားအစမှာညာတောင်ပိုင်းကစားခဲ့ရတဲ့အပေါ်မှာလေအဲဒီတော့ကအသင်းမှာကစားလို့ရတဲ့နေရာဆိုလို့ညာတောင်ပိုင်းနေရာပဲရှိပါတယ်ဒါကြောင့်ကျွန်တော်ကစားနိုင်အောင်ပြောင်းလဲခဲ့ရပါတယ် လူရဲအတင်းမာတော့ကကျွန်တော်ကခွင်းနဲ့တိုက်ဆင်နေရကစားတာပါဒါပေမဲ့ကျွန်တော်ကညာတောင်ပံကစားဖို့ထက်ရွေးချယ်စရာနေရာမရှိခဲ့ပါဘူးကျွန်တော်ညာတောင်ပံနေရာအချောင်းကိုလည်းတိတ်နားမလဲခဲ့ပါဘူးရစ်ကက်ကကျွန်တော်ကိုအဲ့နေရာမှာကစားခိုင်းခဲ့တာပါကျွန်တော်လည်းစူးစမ်းကစားခဲ့ပါတယ်ကျွန်တော်ရဲ့ကစားမပွားအစာပိုင်းကဒီကိုတော့ကစားတာများခဲ့ပါတယ်နောက်ပိုင်းမှာကျွန်တော်တိုးတက်လာပါတယ်အမြင်နဲ့ပိုကောင်းလာခဲ့သလိုတောင်ပံနေရာကိုလည်းကစားတက်လာပါတယ်ဒါပေမဲ့ညာတောင်ပံကကျွန်တော်ရဲ့နေရာအမှန်ဘယ်တော့မှမဟုတ်ခဲ့ပါဘူးလို့ပြောခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ပါမြောင်း view လေးကဒီလောက်ပါမယ်။နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။